ြုတ်စုခြင်းဆိုတာကကိုကိုကိုပြုတ်စုတဲ့အခါမှာလေကိုကကျင်းချင်းထဲမှာနေတဲ့အရာကနေထွက်ဖို့ဖြစ်တယ်ကျမတို့ကလည်းเนาะဒီကျင်းမြောင်းတဲ့ထဲနေထွက်ပြီးတော့ဝိညာဉ်တော်နဲ့တွားမယ်ဆိုရင်เนาะကျင်းမြောင်းတဲ့ဇာတိထဲကနေထွက်ဖို့เนาะစဉ်းစားတယ်စိတ်ကူးတယ်ဆုံးဖြတ်တယ်ဆိုရင်ကျမတို့ရဲ့အတွေးခေါ်တွေကပို့ပြီးတော့မှเนาะကိုတော်ဖရားနဲ့နှုတ်ကပတ်တော်နဲ့တထထဲဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ကိုကိုတိုင်ကတမာတရားဒီလိုတော့နှုတ်ကပတ်တော် အမားတရားကြီးတို့တော့ဘုရားသခင်အလိုတော်သူလှုပ်ဆောင်ပေးတော့ရတယ်သိထားမှာကိုကိုလည်းပြုစုနိုင်ရွေးချယ်ရတာပြန်တနာချင်းချင်းနေကြုံရတယ်မတော်ရှင်သာတိနဲ့ဖြည့်ရှိလွတ်မြောက်နိုင်မှာစာရန်ကတစ်ချက်ပြီးတစ်ချက်ကုတ်သွားမှာဒါမဲ့တမာတရားကိုတော့ဘယ်အရာကမှမစီတာနဲ့တမာတရားကိုဆွဲပြီးတော့မှတမာတရားနဲ့ဖြည့်ရှင်တဲ့အခါမှာ ဆုံးရှုံးသလိုလိုနှိမ်ချသွားသလိုလိုအညံ့ခံသွားသလိုလိုရှိပါတယ်ဒါမဲ့တမာတရားဖြစ်တဲ့နှုတ်ကပတ်တော်တမာတရားဖြစ်တဲ့ယေရှုဖခင်နဲ့သာတင်းရဲ့အခက်ခဲတင်းရဲ့ပြဿနာကိုဖြေရှင်းကြည့်ကိုတော်ကိုယ်တိုင်ကဥဆောင်သွားတာ